။အဲဒါပတိစင်းလေးကိုပြောပြမယ်နော်။နံပါတ်1ကတရဏုံ3ပါ၊2ကကုဏ္ဏ9ပါ။3ဟာ24ပစ္စည်း၃မျိုးစိတ်မယ်နော်။အဲပထမတရဏုံ3ပါးစိတ်မယ်။ဘုဒ္ဓံတရဏံကိသာမိ၊ဓမ္မံတရဏံကိသာမိ၊တဏံတရဏံကိသာမိ၃ပြီးတော့ပြီ။ဘက်ကုံတော့၉ပါးတော့မယ်။ ရဟံသမတမှုတော်ဝိဇာသရဏသမဏောတုကတော်လောကဝိတုအနုတရောပရိဒါသမဂရတိတထာနေဝမုဒ္ဒနာဘုံတော်ဘတော်ကိုလိုကိုလိုခုန၃လုံးနဲ့ကိုလိုပေါင်းလား၁၂လုံး၁၂လုံး၁၄ပစ္စည်းသွားမယ်အထမ်းပေါ့နော်ဟေတုပစ္စည်းရောအာရမဏပစ္စည်းအိဘကြီးရောအနန္တရပစ္စည်းရောသမဏန္တရပစ္စည်းရောသာသာပြအညမြညာပြနိတယပစ္စည်းရော ဘုဗ္ဗနိတရားပြေသောပုရိသတာပြေသောပစ္ဆာသာတာအာတိဝနာပြေသောကမ္မပြေသောဝိပါကပြေသောအာဟာရပြေဣန္ဒြိယပြေသောသာနာပြေသောမေကပြေသောသမယုဒပြေသောဝိပယုဒပြေသောအဋ္ဌိပြေသောနတ္တိပြေသောဝိကတပြေသောအဝိကတပြေသောဒီ34ခုနစနစ်36 36သုံးခါဆိုမှ100စီလုံးပြေရနော်တမန်ပါမမေ့လားတမန်ပါလားတခါပဲရှိတယ်နော်တမန်ပါနောက်ဒုတိယကြီးခုနအတိုင်းပဲတမန်ပါဟမ်36ကို3ခါ100စီ100စီတပတ်ပေါ့ မှန်ပါဒါပေမဲ့ဘယ်နဲ့ပတ်စိတ်ရမယ်ဆိုရင်တရဏုံ၃ပါးပါ၃ပါးစိတ်နော်မှန်ပါဗျာကိုတော်၉ပါး၉ပါးစိတ်မှန်ပါ၂၄ဒီစီပါ၂၄ပါးစိတ်အားလုံး၃၆ပါးတနည်းကိုမှန်ပါအဲ့ဆိုတော့တိတ်ကြီးအောင်သွားပြီမှန်ပါဗျာတိတ်ကြီးတိတ်ကြီးတင်ဘုဒ္ဓတင်ကိုယ့်ကိုတင်တာမှန်ပါအဲတိတ်ကြီးတင်တိတ်ကြီးဆိုတာပြီးမြောက်တာပြီးမြောက်လို့ဘုဒ္ဓလို့ကိုယ့်ကိုလိုရမှာဒီမှာလိုပေးလို့တော့မရဘူးဘာမချိုးလဲကိုယ့်ကိုစူးစမ်းမှာကိုယ့်ကိုတို့မှအောင်မြင်တာပါ ်ဘာမှမလုပ်နဲ့ဘာမှမဖြစ်တော့ဘောဟုတ်လားမှတ်မိလားမှန်ပါရဲ့အဲ့ဒါအဲ့ဒါတော့မိုင်းကိုတော့ဘူးပါရဲ့ SLB ပြီးအဲ့အောင်ပြီးပြီးအောင်ချင်